လဝေအကစားဝဒနာရှင်များအားလုံးပဲမင်္ဂလာပါဗျဆိုတော့ကျွန်တော်တို့ဒီနေ့ပေါ့နော်135တရားနဲ့26ရောက်ပြင်ပွဲမှာတော့မြန်မာဖိုက်တာ သွေးလင်းထက်နဲ့ပေါ့နော်ထိုက်ဖိုက်တာဝရင်ဖိုက်တာဆန်အီရုပ်ပွဲကိုကျွန်တော်တို့သုံးသပ်မှာဖြစ်ပါတယ်ဝရင်ထိုက်မွေထိုင်ဖိုက်တာကိုသုံးရှိအပြည့်ထုတ်ခဲ့တဲ့ တူလင်းထက်ကတော့မျက်နှာရှုံနေတဲ့ပွေးလို့ဆိုရမှာပဲဖြစ်ပါတယ်တပ်တိုက်စမြန်မာဖိုက်တာတူလင်းထက်ကတော့ဝရင်ထိုင်းဖိုက်တာကစားသမားဆိုင်အေကိုတုံးချီအပြည့်ထုတ်ခစ်ပေမဲ့လေးပဲမျက်နှာရှုံနေတဲ့ပွေးလို့ဆိုရမှာပဲဖြစ်ပါတယ်ဒီကနေ့ထိုင်းနိုင်ငံဘန်ကောက်မြို့လူပီးနေအားကစားရုံးမှာကျင်းပခဲ့တဲ့ဝမ်ချန်ပီယံရှစ်ရီဝမ် Friday Fight 126ပြိုင်ပွဲမှာတော့မြန်မာဖိုက်တာကတူလင်းထက်နဲ့ထိုက်ဖိုက်တာဆိုင်အေတို့ချန်ပီယံကစားခဲ့တာပဲဖြစ်ပါတယ်နှုတ်ဦးစလုံးကတော့ရှီကန်အားကိုအပြူပီးကစားခဲ့တဲ့ဖိုက်တာတွေပဲဖြစ်ပါတယ်ဆန်အေကတော့ လက်တီချိုးချက်တွေကိုအပြုတ်ကစားခဲ့တာကြောင့်သွေးလင်းထက်ကိုတော့အနံ့ရရှိခဲ့တာပဲဖြစ်ပါလေသွေးလင်းထက်ရဲ့ပက်တတောင်နဲ့လက်ပြန်ထိုးချက်ကိုတော့ level ပြိသက်တွေကအားရခဲ့တာပဲဖြစ်ပါလေဗျာသွေးလင်းထက်ကတော့အသက်20နှစ်ဖြစ်ပြီးတော့ဆန်ရည်ကတော့အသက်40နှစ်နှစ်အရွယ်ဖြစ်ပါလေအသက်ကတော့ကျွန်တော်တို့သုံးသက်ကြည့်မယ်ဆိုလို့ရှိရင်အသက်20လောက်ကျော်တဲ့အနေထားလေးဖြစ်ပါလေဗျာသွေးလင်းထက်ကတော့ World Championship မှာအခုပွဲပါအပါဝင်9ပွဲကစားပြီးတော့9ပွဲနိုင်2ပွဲရှုံးနေခဲ့တာပဲဖြစ်ပါလေဆန်ရည်ကတော့ ငွေထိုင်အဖိုးကြီးလို့တင်စားခံရပြီးဝမ်ချန်ပီယံရှစ်မှာတော့အခုပွဲပါဝင်စစ်၄ပွဲကစားပြီးတော့ဈေးပွဲနိုင်၄ပွဲရှုံးတဲ့ရရှိကိုပိုင်ဆိုင်ထားသူလေးဖြစ်ပါတယ်အခုပွဲမှာတော့ရှုံးနေတော့တာဖြစ်လို့ဝမ်နဲ့သူလင်းထက်ကစာချုပ်အရှင်တွေကတော့နောက်ပွဲတွေရလက်ကိုစောင့်ဆိုင်ပြီးတော့ကြည့်ရမှာပဲဖြစ်ပါတယ်ဒါမှလည်းကျွန်တော်တို့သုံးသပ်ရတဲ့အနေအချင်းကတော့သူလင်းထက်အနေအချင်းဒီလိုဖိုက်တာမျိုးနဲ့ထွက်ရတာဟာရတယ်လို့အတွေ့အကြုံလေးများစွာရရှိတယ်လို့ကျွန်တော်တို့မြင်မိပါတယ်ဗျာ အတွေ့အကြုံနဲ့တဘာကဒီပွေးစဉ်ကိုစကားပြောတော့ပါတယ်ပညာရဲ့ဘိုင်းကတော့ဆိုင်အေကပိုတာလာကြောင်းကိုပြတ်တော့တယ်လို့လော့ကက်တွေလိုက်ခိုက်တွေကတော့အပြင်တောင်တွေကြောင်းလေးပဲသွေးလင်းထက်ကလေးမကြုံတော့မကဖြစ်တော့ခဲ့တာကိုတွေ့ရပါတယ်ကိုတွေ့ရဲ့သွေးလင်းထက်ကလည်းပဲဆိုင်အေကိုတတောင်နဲ့ကစားနိုင်ခဲ့ပြီးတော့လေပဲဒီမှာရှိမှာတော့အခွင့်ရရတုံတတောင်ပတ်ကျွလိုက်တာဟာဆိုင်အေကဖန်ထိုင်ကြတ်တော့တဲ့အထီကိုအနေထားကိုရောက်ရှိခဲ့တာပဲဖြစ်ပါလေဗျာတတိယရှင်တမင်းခါမှာတော့နှစ်ယောက်စလုံးကအကစားသမား အားတွေရှော့ကျလာတာကိုတွေ့ရပါတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဆိုင်အေကသာစီးတံတောင်တွေကိုထိုးတော့နိုင်ခဲ့တာကိုကြောင်းအဲ့လိုပဲနဲ့သုံးစီတုံးကလည်းပဲဆိုင်အေကအသာစီးနဲ့ကောင်တာတွေထိုးတဲ့တော့နိုင်ခဲ့တာကြောင်းဒိုင်၃ယောက်စလုံးကတော့အနိုင်ပေးလာခဲ့ပြီးနိုင်ပွေးတပွေးကိုရရှိခဲ့တာပဲဖြစ်ပါလေဗျာသူလင်းထက်အနေနဲ့လည်းပဲအတွေ့အကြုံရရှိတဲ့ဖိုက်တာတယောက်ကိုအခုလိုအကောင်းဆုံးရှိုင်ပြိုင်နိုင်ခဲ့တာကြောင့် မဆိုးဘူးလို့ပြောမှာပဲဖြစ်ပါလေဗျာနောက်ပွေဆိုင်တွေမှာလည်းပဲဒီထကောင်းတဲ့ပုံစံလေးနဲ့ပရိသတ်များကိုရှက်ပြလာမယ်လို့ကျွန်တော်တို့ယုံကြည်မိပါတယ်ဗျာ